မင်းကကိုပန်းလုံးလိုက်ငါအလဲနေမေဖိုးသူမင်းကရှေ့နေဒီလိုနဲ့ဖိုးသူနဲ့တို့ကြောင့်လို့ဘောလုံးကန်နေရငပိန်တယောက်အပေါ်ကကျလာတဲ့ဘောလုံးကိုဒူးကောင်းနဲ့တောက်လိုက်ရကအကျောရှော့ထားတဲ့တန်ချောင်းဒူးကောင်းလာသွားတယ်ငပိန်လဲကျသွားတဲ့အတွက်ဖိုးသူကဟဲ့ငပိန်မင်းရရလားမရဘူးငါငါဒူးဒူးချိုးသွားပြီတင်နေဒူးချိုးပြီတင်နေဟာမဖြစ်တော့ဘူးခေဒီကောင်ကိုစိတ်ကဲ့မြင်မြင်ပို့မှာပဲဟာ တရက်မှာတော့ပို့သူတို့တည်းရွာလူကြီးရဲ့အိမ်မှာရောက်နေကြတယ်။ပို့သူကတကြည်ကျွန်တော်တို့ဘောလုံးကံမလို့ဆင်းလာပေးတာဗျ။ပို့သူတို့တော့ဟုတ်တယ်လား။ဟုတ်တယ်ဗျတကြည်ရဲ့။ဟိုကျွန်တော်တို့ကိုဖန်းရင်အလဲတယောက်ရင်ရှစ်တယောက်ရင်တော့ရောက်ကစားနေနဲ့ကစားမှာဗျ။ဟာမင်းတို့ကလေးကြမှာပဲ။ဘောလုံးကတော့ရောက်ကံဖြစ်ရတယ်လို့ကွာ။ကဲကဲနမဲစင်းပေးထားခဲ့ကြ။ဒီလိုနဲ့တော့ပို့သူနမဲစင်းပေးနေတော့ငပိတ်နာကတည်း တကြီးอ่ะလေငါတို့နာမည်ကိုမသိရကြနေရပဲနာမည်စီတောင်းနေရတယ်လို့ဩမဟုတ်ဘူးလေကွာမင်းอ่ะလေဘောလုံးကြာစီရရမှာဆိုတော့ကျောင်းနာမည်နဲ့နာမည်တောင်းတာပေါ့ကွာဩအဲ့လိုလားပြီးတော့ကံမွေးဝင်မဲ့လူတွေကလေငါတို့နေမှာမဟုတ်တာတကြီးอ่ะအဲ့လူတွေအားလုံးမှတ်မထားနိုင်ဘူးလေဟဲ့ောင်းနေဂျာစီဖို့တယောက်ကို2000ငွေတဲ့လာပေးကြအောင်ဟမ်ဂျာစီမပါပဲကဲလို့မရအောင်လားကွာ2000ငွေကြီးတောင်ဆိုတော့ ငါဒွင်းသီးစားဖို့ဆုထားတဲ့ပစ္စံလေးကိုကုန်ပါပြီကွာအဲ့ဒီအချိန်တကြီးပြီးမှဆောကလေးကထိုင်နေတဲ့နီးပြစီယာကဝင်းပြီးပြောတော်တယ်ဂျာစီမပိုင်ရင်တော့ဘယ်ကြည့်လို့ကောင်းမလဲခလေးရဲ့မင်းတို့နဲ့အတူပြိုင်မဲ့အဖွဲကဂျာစီနဲ့ဖြစ်နေပြီးတော့မင်းတို့ဖွဲကဂျာစီနဲ့မဟုတ်ရင်မျက်နှာငင်ရတယ်လေကွာပြီးတော့လူတွေအများကြီးလာကြည့်ကြမှာကိုကပွဲတဲ့ထင်းနေအောင်တော့ဝေးရမှာပေါ့ကွာမကြည့်လည်ရပါလေဗျာကျွန်တော်ကကိုပန်းမဲ့ဥစ္စာကိုပန်းကပိုတော့ထင်းနေဖို့လိုသေးတယ် သူကဘောလုံးရဲ့အဓိကလူလေပြောလို့ရတယ်လေကွာဒီတော့အဲ့လိုလူတစ်ယောက်ကတော့အဖွဲကြာစီကိုဝစ်ကိုဝစ်ရတယ်ကွာအဲ့ဒီတော့မှတူဘောလေးအတန်တိတ်သွားတယ်အဲ့ဒီချိန်တကြီးကဂျာစီကိုပိုင်အောင်လုပ်မှလေအဝိုင်းအောင်ပဲလုံးလိုက်မယ်ဗျတကြီးอืมဟုတ်ပြီဒါဆိုမနေ့ပြန်ကြရင်ဒီကနေဗျမင်းတို့ဘောလုံးထရိနေပေးမှာဆိုတော့ရတောင်ဘက်ကဘောလုံးခွေးကိုလာခဲ့ကြနော် တကြီးအင်ကအပြန်လမ်းမှာဖို့သူဟာငါတို့ဘောလုံးကြစီတော့ရပြီဒါနဲ့နောက်ထပ်ဘောလုံးဖက်နဲ့တရံတော့လိုသေးတယ်ကွဟမ်ဘောလုံးဖက်နဲ့ဟုတ်လားဘောလုံးဖက်နဲ့ကဈေးများမှာပေါ့ကွဟာဟဲ့အောင်တို့ပေါ့ဘောလုံးကန်တာကိုမင်းရဒီတိုင်းရွရွချင်ချင်ဖက်နဲ့ကြီးနဲ့ကန်မလို့လားကွမင်းချစ်တော်ကြီးနာမှာပေါ့ဒါဖြင့်ဘောလုံးဖက်နဲ့ကဘလောက်လဲကွအရန်ကြီးများရင်တော့ငါတို့ကြော်စီရနေပဲငှားစီလိုက်တော့မင်းအကောင်မှာဘောလုံးဖက်နဲ့ဒီပေါ်တယ်ရေ တိုးကြော်ချီတော်နဲ့မင်းချီတော်နဲ့အရွယ်စားတူတာဆိုတော့မင်းကငှားစီအောင်မေဒါဆိုလဲဈေးသက်သာမဲ့ဆိုင်ဟောတာခေါ်သွားတော့ကွာဒါလို့နဲ့တုတ်ဘောနဲ့ငပိန်လေးဖိုတူနောက်ကနေလိုက်သွားကြသည်ဖိုတူလည်းသူ့တော်ရဲ့အထည်ဆိုင်ကိုရောက်တော့ကဲဒီဆိုင်မင်းဈေးသက်သာလေးငါတော်ရောက်လာလေဖိုတူလည်းသူ့တော်ကိုလှမ်းခေါ်လိုက်တော့ ဖိုတိုတော့ဆိုင်ရှိထွက်လာတော့ဖိုတိုကဒေါ်လေးလေနော်ဟိုတကားမှာဆိုင်ရပစ္စည်းတွေအလုံးပါသွားတာ ው တော့ဆိုင်နဲ့မနေဟဲ့ဖွားဟဲ့မပြောက်ပါဘူးအတော်ဟင်းဟိုခဏသွားကြည့်ရမှာဒါနဲ့ဖိုတိုလူစုံတက်စုံနေဘာကိစ္စလဲကွဟာသားတို့ရွာမှာဘောလုံးပြိုင်ပွဲရှိလို့ဗျအဲ့ဒါဝင်ပြိုင်မလို့ဟိုသားတို့ဘောလုံးကံမနဲ့လာဝဲတာရှိတယ်မလားဩရှိတာပေါ့ခဏနေဦးဒေါ်လေးသွားယူလိုက်အောင်မေးအတဲကိုပြန်ဝင်သွားပြီးတော့ဘောလုံးဖက်နဲ့အိတ်ထုပ်ကိုခြင်လို့ပြန်ထွက်လာတယ် ။ဟိုဈေးရက်များတဲ့တရားမပြနိုင်တော့။တားတို့စီးမှဆိုတော့ဈေးရက်များရင်မတက်နိုင်ဘူးဗျ။တားတို့ကလေးစီဖက်နဲ့လေးတွေကဘလောက်ဈေးကြီးမှမလို့လေ။အလွန်ဆုံးရှိ9000တထောင်ပေါ့။ဟမ်9000တထောင်နဲ့ဘလို့လေ။အစင်ပြေလားငပိန်နဲ့တူပေါ့။ငားရှာတယ်။ဒီကောင်တူပေါ့ကိုတာမီ။ဟမ်။ဟို9000အောင်မရှိဘူးလားဗျတော်လေးရဲ့။9000အောင်တော့ဒီဆိုင်မှာဘာတစ်ခုမှ မရှိဘူးကလေးရဲ့။အတော်ဒီစပီညှက်တာတော့9000ကျော်လေ။အေးလေမင်းရလေဒီကေကြီးတဲ့ ဖနက်ထရင်9000ရတာတော့ကန်ကောင်းနေမှောက်ဒီတက်ဈေးသက်သားတဲ့ဆိုင်တော့အောင်မရမှာမရှိတော့ဘူးတုတ်ပေါ်ကြီးမှန်လေးကွာအဲ့လောက်ရောင်းပြနေရတာမင်းတော်ကမင်းကိုမုံဝဲကြည့်မှမလို့လားဩတစ်ချက်ကုန်နှစ်ချက်ပြတ်ပေါ်ကွာမင်းရလေမင်းလည်းဖနက်တန်တာလေးရမယ်ဟမ်အတော်လေးဈေးအောင်ရမယ်လေကွာမဟုတ်ဘူးလားဒီလိုနဲ့ငပိန်နဲ့တုတ်ပေါ်လေးဖနက်ရွှေနေကြတယ်တလုံးနဲ့နောက်တစ်နေ့မှာတော့ဖိုးထူးတို့တတွေ ရွာရဲ့ဘောလုံးကွင်းမှာစုနေကြတော့တယ်။မိပြဆရာကပိုးထူးတို့ကိုအရင်ဆုံးအကြောလျှော့ခိုင်းတယ်။ကဲခလေးတွေသွေးပူလေးချင်းကလှုပ်ပြီးရင်အကြောလျှော့ကြမယ်နော်။ဒါနဲ့ပိုးထူးတို့သုံးယောက်လေးအကြောလျှော့နေကြတော့တယ်။အကြောလျှော့ပြီးရဲ့အချိန်မှာပိုးထူးတို့အဖွဲနဲ့တိုးကျော်တို့အဖွဲသုံးယောက်စီကိုလက်မြောက်ခိုင်းတာပြီးဘောလုံးပြစ်ခိုင်းမြင်တယ်။ဟာဒီနီးပြဟုတ်ရောဟုတ်ရလားကွာ။ဘာတွေလှုပ်ခိုင်းနေမှလဲမသိဘူး။အေးဟုတ်ပါကွာ။ ကျောင်းတော့ကနိပြဆရာကိုကြဆိုဒီလိုမလုပ်ပါဘူးခုကခြေနဲ့ဆော့မဲ့ဘောလုံးလက်နဲ့ဖတ်ခိုင်းနေရတယ်လို့ကွာဒါကိုနိပြကကြားသွားတယ်စကားမများကြားနဲ့နော်မြင်မြန်လေးလှုပ်ရအောင်လာပြီးခြေအားလျှော့ရအောင်ပါဒါနဲ့ဒီနေ့တော့ဘောလုံးကကဲရမအောင်မလားကွာဘောလုံးပြစ်တာပြီးသွားပြီးတဲ့အခါမှာဘောလုံးကိုခြေထောက်အောက်မှာထားပြီးခြေတစ်ပောင်ကျရက်ခိုင်ထားပြန်တယ်ဒါကဘာအတွက်လဲတော့မသိတော့ဘူးဟိသိချင်မေးလိုက်လေကွာမင်းရလေအော် မင်းရင်မင်းရဆရာလားငါဆရာလားပြန်ပြီးတော့အမေခံနေရမှာစိုးလို့ပေါ့ကွာဒါဆိုလဲပါဇက်လေးပိတ်ပြီးတော့ဆော့ကွာနီးပြားဘာရေလောက်ခိုင်းမဲမသိလို့ပင်မန်းတာတမျိုးမင်းတို့ကဘေးနာနေပေါက်ပေါက်ဖောက်နေလို့နားညိတာတမျိုးနဲ့အိမ်နောက်တော့နီးပြားကသူ့လက်ဘေးမှာဆွဲထားတဲ့ဝီစီကိုမှောက်လိုက်တယ်ကဲကလေးတွေနေ့ပြန်ကြရင်ဘလုံးအစက်ကန်ရမယ်အဖွဲတွေလည်းဖွဲ့ထားပြီးပြီဆိုတော့တဖွဲ့ကို၃ရောင်းလုံးအလဲမှာကစားသမားနှစ်ယောက်စီနဲ့ဆော့မယ်ဟုတ်ပြီနော်ဟုတ်ကဲ့ဆရာ ကဲဟုတ်ပြီဒါဆိုရင်ပြန်လို့ရပြီနားလိုက်ကြအောင်အကိုလည်းပြန်ပြီဒလုံနဲ့ပြောပြီးနီးပြလေဘောလုံးကွေးကနေပြန်သွားတယ်အဲ့ဒီချိန်တိုးကြောင်အောင်ဖြောင်းနေမင်းတို့ပြန်တော့မှာလေအေးပြန်ရတော့မလားလို့လေမင်းတို့ကရောဘာလို့မလို့လေကွာငါတို့ဘောလုံးကန်အောင်မလားလို့ဒီနေ့ဘာမှလည်းမကန်လိုက်ရအောင်ဆိုတော့ကန်ကြည့်မလို့အဲ့ဒါမင်းတို့ပါမယ်ဆိုရင်၃ရောက်၃ရောက်ကန်ရအောင်လို့လေအေးကောင်းပြီလေကန်ကြတော့ပေါ့ဒါဆိုတော့ပေါ့မင်းကကိုးပန်းလုပ်လိုက်ငါကအလဲနေမယ်ဖို့တူ မင်းရရှိနေဒီလိုနဲ့ဖိုးထူးနေတို့ကြောင့်ဘောလုံးကန်နေရငပိန်တယောက်အပေါ်ကကျလာတဲ့ဘောလုံးကိုဒူးကောင်းနဲ့တောက်လိုက်ရကောင်အကျောလျှော်ထားတဲ့တန်းချောင်းဒူးကောင်းလာသွားတယ်ငပိန်လဲကျသွားတဲ့အတွက်ဖိုးထူးဟောဖျောက်ငပိန်မင်းရရလားမရဘူးငါငါဒူးဒူးကျိုးသွားပြီတင်နေဟိုဒူးကျိုးပြီတင်နေဟာမဖြစ်တော့ဘူးခေဒီကောင်ကိုစိတ်ကဲမြင်မြင်ပို့မှာပဲဟာတိုးကြော်လေလန့်သွားတယ်ဟာပြန်မွေးရနေပါမစို့ဘယ်လိုလုပ်ကြမလဲ ဒီနေ့တော့ငါတို့တလောက်ပဲစော့ကြတာပေါ့ငပိတ်ကိုစေကန်းခေါ်သွားလိုက်ကြအောင်အေးဟုတ်ပြီငါငပိတ်ကိုစေကန်းခေါ်သွားလိုက်အောင်မေဟဲ့ငပိတ်ငါကြော်ပေါ်တက်လိုက်တော်ပေါ်မင်းကငပိတ်လည်းမကြအောင် နောက်ကနေထိမ့်ပြီဒါနေ့ဖို့တူလေငပိတ်ငိုထမ်းလို့စေကန်းကိုခေါ်သွားတော့တယ်စေကန်းကိုရောက်တဲ့အခါမှာဆရာဝန်ကအင်းဒူးစီကိုအက်သွားတာပဲကွတလောက်တော့ဒူးကိုအနာပေးပြီးနေရမှာဗျာတလားဟုတ်လားဗျာ ကျွန်တော်တို့ကနောက်ပတ်နေဘောလုံးပြိုင်ပွဲရှိတယ်။အဲ့ဒီမှာဘောလုံးကန်ရမှာဗျ။ဒီချိန်နေနဲ့လူနာဘလို့မှဘောလုံးကန်လို့မရဘူး။အခုဒူးစစ်ကိုပြန်ထည့်ပေးထားတာ။လမ်းလျှောက်ရတာများတဲ့အလုပ်တွေကိုလုပ်ရင်ဒူးစစ်ပြန်လွှင့်သွားမှစိုးရတယ်ဗျ။ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲဖို့သူ။ပြိုင်ပွဲကလည်းနောက်တစ်ပတ်ဆိုစပြီ။စေကန်ကဂရင်ပေါ်မှာလှင်းနေတဲ့ငပိန်ဟာတော့မင်းတို့တရားရောက်ကိုအစားခေါ်ပြီးကန်လိုက်ပါကွာ။ငါကကန်လို့မှမရတော့တာ။ဟဲ့အောင်ဘာမှဖြစ်ဘူး။ မင်းကန်လို့မရရင်ငါတို့ပါမကန်ဘူးကွာဟာဟဲ့အောင်ဖို့သူဒါဒါဆိုငါတို့ဝယ်ထားတဲ့ဖက်နဲ့တီအင်ကြီးတွေကဘယ်လိုလုပ်မလဲကွာအဲ့လေဖို့သူကမင်းရလေငါတယောက်တည်းအတွက်နေတော့အဲ့လိုမလုပ်ပါနဲ့ကွာအဲ့ဒါတွေကပွဲနေမှာမကန်ရင်ဝစ်လို့ရပါလေကွာဘာမှဖြစ်ဘူးပြန်ပွဲတွေကအများကြီးရှိတာမြာမင်းချက်တော့ပြန်ကောင်းမှငါတို့အတူတူပြန်ကန်ကြတာပေါ့လက်တလုံးတော့လူနာဝိကျက်ကိုအသုံးပြုပြီးပဲသွားရမှာကြောက်ပတ်ဒီဖြီးပြီးမှပဲဂျိုင်းနောက်နဲ့လမ်းလျှောက်တာကိုလုပ်ပေါ့ အရင်နောက်တော့ဖိုးထုတို့လည်းစေကန်ကဝီကျဲကိုငှားခဲ့ပြီးအင်ကိုပြန်လာခဲ့ကြသည်ဒီလိုနဲ့အောင်မန်းရွာရဲ့အပျော်တဲ့လူငယ်ဘောလုံးပြိုင်ပွဲလေးကိုရောက်လာခဲ့တော်တယ်ဖိုးထုတို့အဖွဲကတော့ငပိရဲ့ဝီကျဲကိုတုံးပြီးဘောလုံးကွင်းကိုရောက်လာခဲ့ကြသည်အဲ့ဒီချိန်တိုးကြော်တို့အဖွဲကငပိနာကိုရောက်လာတယ်ဟဲ့အောင်ငပိမင်းတက်တာရဲ့လားကွာအေးတက်တာပါတယ်ကွာဖွေချက်ရှိနေရောဈေးကြတာပေါ့ လမ်းလျှောက်စရာတော့မလိုကြီးရေအေးပါကွာနောက်ကြမှာပဲငါတို့ထပ်ပြန်ကြတာပေါ့ဒီစားလေးတော့တတ်တာအောင်နေလိုက်အောင်ငါမင်းတို့အတွက်အနိုင်ယူပြီးတော့ပြန်လာခဲ့မယ်သင်ငယ်ချင်းအဲ့လိုပြောပြီးတော့တိုးကျော်တို့အဖွဲ့လေးဖိုးထုအနာထွက်သွားပြီဒီလိုနဲ့ပထမဆုံးပွဲအနေနဲ့တိုးကျော်တို့အဖွဲ့နဲ့တပီကုန်းရွာကမမီတို့အဖွဲ့စပြီးကန်ကြတယ်အဲ့ဒီအချိန်ဖိုးထုကဟဲ့အောင်ငါပေတို့ပေါ်ဟမ်ခုနကသူဒီနားမှာရှိရမဟုတ်ဘူးလားကွာ မသိဘူးငါလေးတိုးကြော်လို့နေပြောနေရနဲ့သူ့ကိုတတိမထားမိလိုက်ဘူးဟောခုမလေးကွာတပီကုန်းရွာသားတွေဖတ်သွားပြီးဘာမှပြန်မလဲမသိဘူးကွာတဘောတယောက်ကတော့တပီကုန်းရွာပဲသွားပြီးအောင်မဲရွာကိုအားပေးနေရောတာပါအောင်မဲရွာအောင်မဲရွာကွာအောင်မဲရွာဒုံဒုံဒုံအောင်မဲရွာဒုံဒုံဒုံတပီကုန်းရွာရဲ့ကာလာသားတေဝင်ကတဘောကိုပြောတော်တယ် ဖျောင်းတော့ပုံအောင်မဲရအောင်အပင်ခုတ်ပတ်သွားအပေးကဒီဘက်ကတပြေကုန်းရတော့ပုံကတော့မကြားချင်အောင်ဆောင်းပြီးအောင်မဲရအောင်ပဲအပေးနေရောလေတို့ကြောင့်တို့ကြောင့်လှုပ်တာလှုပ်တာအောင်မဲရအောင်မဲရတို့အောင်မဲရကွအဲ့ဒီရဲ့ချင်းအောင်မဲရဘက်ကနေတို့ကြောင့်တွင်းလိုက်တဲ့ပထမဆုံးကိုဝင်သွားတော့လေတော့ပုံလေးပြော်သွားတယ်ရေးပထမကိုကွပထမကိုတပြေကုန်းရွာကကာလာသားတင်ဝင်ကတော့ တို့ဘောရဲ့သူတို့ရွာပဲလာပြီးအောင်မဲဆောင်အားပေးနေတာကိုရောသူတို့ရွာဂူမရနေတဲ့အတွက်ကြောင့်မှစိတ်တူနေရောလေဒီကောင်ကတတအာယုံလာနောက်နေရကြံနေကာလာသားမျိုးအောင်ကတော့လွတ်ထားလိုက်ပါကွာမင်းရလေပထမတကူပဲရှိသေးတာပါကွာအဲလိုပြောနေတော့တန်ချောင်းသွင်းလိုက်တဲ့ဒုတိယကူကိုအောင်မဲရဘကရသွားပြန်နေဒီရောတုတ်ပေါ်ကရေးစက္ကန်ကူကွာစက္ကန်ကူအောင်မဲရလှုပ်တာအောင်မဲရ ။ဒီလိုနဲ့အောင်မဲရွာနဲ့တပြေကုန်းရွာပြိုင်နေကြရကနောက်ဆုံးမှာတော့ပွဲရလက်အနေနဲ့အောင်မဲရွာကနိုင်သွားတော့တယ်။တုပ်ပေါ်လေးပြောသွားပြီးတော့ခုံပေါက်ရင်းနေ။အောင်မဲရွာကနိုင်ပြီကနိုင်ပြီနိုင်ပြီ။ပွဲပြီးသွားတော့တုပ်ပေါ်လေးဖိုးထုတို့ရှိတဲ့ဘက်ကိုပြန်သွားဖို့လုပ်တော်တယ်။အောင်မဲရွာသားတွေပျော်ရဲ့လာဟိမောင်တို့ရဲ့ပျော်ရဲ့ဟိပျော်ရဲ့ဟိပျော်ရဲ့လာဟိ မောင်တို့ရဲ့ပျော်ရဲ့ဟိပျော်ရဲ့ဟိ ဲ့ဒီအချိန်တပီကုန်းရွာကကာလာသားကိုတင်ဝင်ကတုပ်ပေါ်နားကိုရောက်လာတယ်။ဖျောင်းတုပ်ပေါ်ပျော်ရည်ဟုတ်လားပျော်ရည်ဟုတ်လားကဲ့ကွာတုပ်ပေါ်ရဲ့မျက်နှာကိုပိတ်ထိုးပစ်လိုက်တော့တယ်။ပျော်ခြင်းဟဟျောင်းပျော်ခြင်းအဲ့ဒီအချိန်ဖို့တူလေငပိတ်ရဲ့ဝီချဲကိုအမြန်တွန်းလို့တုပ်ပေါ်နားကိုရောက်လာတော့တယ်။ကိုကြီးတုံဝင်အဲ့ဒါမလုပ်တာလေဗျ။ဒါနဲ့တင်ဝင်းကလည်းထလာပြီးဖိုးထုကိုရန်လုတော့တယ်။အဲ့ဒီချိန်ကပင်က ကျွန်တော်တငယ်ချင်းတွေမထိနိုင်ဗျ။ငပိန်လဲသူတငယ်ချင်းတွေခံနေရတဲ့အတွက်ပူကျဲပေါ်ကနေဖိုးထူးနဲ့ချာနေရဲ့တင်ဝင်းရဲ့ခြေောက်ကိုဖတ်ပြီးကိုက်ပြက်လိုက်တော့တယ်။တင်ဝင်းလဲသူ့ခြေောက်ကိုကိုက်တော့နာပြီးငပိန်ကိုကန်လိုက်တော့တယ်။ဒါအောင်မြင်တော့ဖိုးထူးဟာဟာမဖြစ်ဘူး။ဒါလို့ဆိုရင်ငပိန်ခြေောက်ကျိုးသွားလိမ့်မလား။ကိုကြီးတင်ဝင်းမလုံနဲ့တော်တော့ဗျ။တော်ပေါ်ကလည်းငပိန်ဝီကျဲပေါ်ကနေအတိုးခံနေရတဲ့အတွက်တိမိခံတော်ဝင်ပြန်ထပြီးတိုးတော့တယ်။ အိမ်နောက်မှာတော့လူတွေသူတို့နောက်ရောက်လာပြီးဝိုင်းဆွဲလိုက်ကြတော့ရံပွဲလေးရက်သွားတော့မှာပွဲပြီးသွားတော့အောင်မရသည်ကြီးဦးကြိုင်ကဖိုးသူတို့အဖွဲ့နဲ့တင်ဝင်းတို့ကိုခေါ်ပြီးဆိုတော့တယ်ဒါကဘလို့ဖြစ်ရတာလဲအပြော်တဲ့ပွဲလို့ပြီးတော့ဒီလောက်တော့နူးကြည့်မကောင်းရံဖြစ်ရလားဟိုဒီကောင်တုတ်ပေါ်ကကျွန်တော်တို့တပီကုန်းရွာပဲလာပြီးအောင်မရွာကိုအားပေးနေလို့ပါဗျဟမ်တုတ်ပေါ်ဘာလို့အဲ့လိုလုပ်ရတာလဲကွာ ကျွန်တော်စကြင်လို့ပါတကြီးရင်ကျွန်တော်မှကြင်နဲ့ရွယ်ချက်မရှိပါဘူးဗျမင်းတို့နှစ်ယောက်ကလေခလေးတယောက်ကိုထိုးရသလားကွာဒါလို့ဖြစ်တာတော့ကြောက်တကြီးလက်မခံနိုင်ကျွန်တော်မှားသွားပါတယ်တကြီးရင်ကျွန်တော်တောင်းမှန်ပါတယ်ဗျကြောက်ကိုတောင်းမှန်ရမှာမဟုတ်ဘူးဒီကလေးတွေကိုတောင်းမှန်ရမှာဒီကလေးတွေကလည်းဒီအကွေကြီးတို့တောင်းမှန်လိုက်ပါအထူးသဖြင့်ဒီကိစ္စရဲ့အဓိကတရားခံတုတ်ပေါ်အရင်ဆုံးတောင်းမှန်လိုက်ကျွန်တော်ကိုကြီးတဝင်းကိုတောင်းမှန်ပါတယ်ဗျကိုကြီးတောင်းမှန်ပါတယ်တုတ်ပေါ် ဖိုးထူးနေငပင်ရောပဲကိုကြီးတောင်းမှန်နေနော်အဲ့လိုပြောပြီးတော့သူတို့လည်းတီးတီးအိမ်မြန်သွားကြတယ်လမ်းမှာဖို့သူကဟဲ့ငပေမင်းအစင်ပြရလားမင်းမလိုဝိကျဲပေါ်ကနေရှင်းလာရတာလေကွခြေတော့ကကောင်းတာလေမဟုတ်ပဲနဲ့အေးလေကွာမင်းရလေမတော်မင်းခြေတော့တခုခုဖြစ်သွားမှပြအဲ့ဒီချိန်ငါငါခြေတော့ကိုမတွေးမိတော့ဘူးကွာ မင်းတို့တကူကူဖြစ်မှာပဲဆိုပြီးငါတွေးမိတာအဲ့ဒါကြောင့်ငါဆင်းလာပြီးတော့ကိုကြီးတင်ဝင်ခြေောက်ကိုကပ်ပြက်လိုက်တာပဲအဲလိုပြောလိုက်တော့တော်ပေါ်နဲ့ဖိုးတူလေးသူတို့ငငယ်ချင်းကပိန်ကိုဖက်လိုက်ကြတော့တယ်ငါလည်းမင်းဆင်းလာတာမြင်တော့မင်းတကူဖြစ်မှာဆိုပြီးလဲနေရပြန်ထပြီးတော့ထိုးတော်တာကွဟာဟဲ့အောင်နေဘာလုပ်တာလဲလမ်းလေကောင်းကြီးမှာကွာလှုပ်ဆက်မှာကွာနေရကတည်းဖိုးတူနဲ့တော်ပေါ်ကတော့ဟာမလွတ်ဘူးကွာမလွတ်ဘူးကွာမလွတ်ဘူး ဒီလိုနဲ့ဖို့တူလို့ရွှေရင် အပြော်နဲ့ဘောလုံးပြိုင်ပွဲလေးကပြီးဆုံးသွားတော့တယ်။